ယူနိုက်တက်ကိုနောက်ဆုံးချိန်အထိဒုက္ခပေးသွားမယ်ဆန်ချွဲလားစားနေတော့ပါဘရိုင်းလန်အောင်မင်းလာပါဗျာမချက်ချောင်းပွားဆောင်ရတဲ့အားလုံးကိုပြန်လေးကြိုးလိုက်ပါရင်ယူနိုက်တက်တင်းကတော့ယခုနေရာဒီပြောင်းရှိမှာကစားမရောင်းချမှုပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးအခက်အခဲတွေ့နေရပါရင်လန်လောယူနိုက်တက်ရဲ့ကစားမအထွတ်အစင်းကပတ်ဆက်ရအားလုံးရောင်းချတဲ့အထွတ်မရှိဘဲနဲ့စားကြုတ်တန်းကုန်လို့အတင်းကနေထွက်ခွာသွားတဲ့ကစားသမားတွေပဲရှိနေကြတာပါ United ရဲ့နေရာဒီကစားမရောင်းစင်းမှာတော့ Anthony Sancho Rafo နဲ့ Ghana ချိုးလို့ရှိနေခဲ့ပါတယ်။ကစားမတိုင်းကကိုစီပြဿနာတွေနဲ့အသင်းကနေထွက်ခွာချင်နေကြတာပါ။ Jadon Sancho ကိုတော့အသင်းနဲ့တော်တော်များများကခေါ်ယူချင်နေကြပါတယ်။ အငါးသွားကစားတဲ့အသင်းအောင်ချဲစင်အီတလီစီးတီးရဲ့ကလပ်လေးဖြစ်ကြတဲ့နာပိုလီနဲ့ဂျူဗင်နက်တူရီကလပ်ဖီနာပါချီအသင်းတွေကအင်္ဂလန်တောင်ပိုင်းကစားမကိုခေါ်ယူဖို့စိတ်ဝင်စားနေကြတာပါယူနိုက်တက်ကတော့ဆန်ချိုအတွက်ပြောင်းရွှေ့ခြေကိုပေါင်နဲ့15သန်းသတ်မှတ်ထားပါတယ်ဒီပြောင်းရွှေ့ခြေကသူ့ဘက်ကိုယ်ဘက်များကြလို့ခေါ်ယူလို့တဲ့အသင်းတိုင်းကမဆိုင်မတော့ပေးချေချင်ကြပါတယ်ပြဿနာကပြောင်းရွှေ့ခြေမဟုတ်ပါဘူးကစားမဖြစ်သူရဲ့လားစားပါဆန်ချိုရဲ့လားစားကရန်ကြီးများနေလို့ခေါ်ယူမဲ့အသင်းတိုင်းကလက်လန့်ကုန်ကြတာပါ စံကျုကလက်ရှိ United မှာတပတ်လုံးခလာစာပေါင်3သိန်းခွဲလောက်ရရှိနေတာပါစံကျုကလာစာကို short ချမျိုးလို့ခေါ်ယူမဲ့အသင်းလေးလည်းမခေါ်နိုင်ဖြစ်နေတာပါစံကျုကိုခေါ်မဲ့အသင်းမရှိရင် United ကပဲမသုံးမဲလာစာပြေးပြီးတော့အသင်းမှာဆက်ထားရအောင်ပါစံကျုနေနဲ့နှုတ်နှစ်ပတ်အစီအပြေအောင်လာစာကို short ချယူရမယ်ဆိုအခုလိုဆက်လောဘကြီးနေရင်အစားမပွားကိုပါထိခိုက်လာနိုင်ပါတယ်တခြားတာကတော့စံကျုရဲ့လောဘကြောင့် United တို့ပို့ပို့ပြီးတော့အခက်တွေ့နေအောင်ပါဒီနေ့တင်ဆက်မှုကတော့လောပါမယ်နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့အားကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ